ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်သောတာရှင်ဓမ္မမိတ်ဆွေ RVA ဖန်များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်မောင်ရင်နေဓမ္မတိလက်ဆောင်ကနာကိုကျွန်တော်ဂျွန်ဝင်းစော်တုံးကနေတင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ19ရက်နေ့မှာကြက်ရောက်တဲ့မွေးနေ့ရှင်ညကတော့ပသိမ်မြို့မှာအော့စကာမျိုးဝင်ပသိမ်မြို့မှာပဲမောင်မြို့ဝင်ပင်လောင်းမြို့မှာခင်ချယ်ရီဆန်အာခမြို့မှာဥပုန်မန်အိုပင်မြို့မှာနေရောင်မောင်မောင်ပြည်ဥမြေမှာမောင်ကြီးရန်အုံထံရွာဂုံးထိပ်ကူတာနီမှာနှင်းစီခေါ် ဖြစ်တဲ့အောင်မောခတိရိယမှာမောင်းသိနိုင်ဒီမောဆုမြို့မှာသို့တိရိမောခောဖွေသာမမှုဩစတြေးလျမှာဂရဝမ်ကလေးမြို့မှာစစ်တဝင်းကလေးမြို့မှာပဲမောင်ကန်ခတ်ထောင်ကလေးမြို့မှာပဲမောင်ဆန်ရှိလျံရန်ကုန်မှာစစ်စဲကလေးတို့ပဲဖြစ်ပါတယ်ဒီကနေ့အော်တိုဘာလား 19ရက်နေ့မှာတက်ရောက်တဲ့ဝင်းနေရှင်များကြည့်ရှုနာရှင်အပိနေသူများတောင်းဆိုထားကြသူများအားလုံးပေါ့အဖဘုရားသခင်ရဲ့ကောင်းကြီးကျေးဇူးတော်များစတဲ့တဘူတူ၍ခံစားရပါသေးကြောင်းအချက်တမတရားမြမဝိုင်းစီဒီမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့တူကျွန်တော်ဂျုံဝင်းစော်ထွန်ကနေစုမုံကောင်တောင်းပေးရင်ဒိဋ္ဌန်ရှင်သမိုးတီဆိုထားတဲ့ရွှေပြည့်ညတ်တော်ဆိုတဲ့ဓမ္မတခြင်းကိုအေဆက်ပေးလိုက်ပါတယ် န်ကာလတွင်ဆက်ကူခြင်းမြောက်တနင်္ဂနွေနေ့ရှင်လူကာဧဝံဂေလိကျမ်းခန်းကြီး18ခန်းငယ်တင်မရှိတိုင်းထို့နောက်ဆရာမလျှော်ပဲကအစဉ်ဆုတောင်းရမည့်အကြောင်းကိုကိုတော်စီပုံဥပမာဆောင်၍သူတို့အားမိတ်တော်မူ၏ကိုတော်ကသူတို့အားသူတီကမြို့သူမြို့၌တရားသခင်ကိုလည်းမကြောက်လူကြီးမျက်နာကိုလည်းမထောက်တော့တရားသူကြီးတယောက်ရှိ၏ ထိုမျိုး၌မုဆိုးမတယောက်ရှိ၍သူမသည်တရားသူကြီးထံသို့အချင်းချင်းလာပြီးလေသူမ၏တရားတန်ပက်နှင့်ပတ်သက်၍ကျမအတွက်မြတ်တာစွာတရားစီရင်ပါဟုတောင်းဆို၏တရားသူကြီးသည်သူမ၏တောင်းဆိုချက်ကိုရှားမြင့်စွာညှဉ်းဆန်ခဲ့၏နောက်ဆုံးတွင် သူကမိမိကိုယ်ကိုမိမိပြောသည်မှာ မာတီဖျားသခင်ကိုကြောက်လူမျက်နှာကိုထောက်ထားတော်လဲ ်ဤမှုဆုံးမခြင်းငါကိုစိတ်အနှောက်ယှက်ဖြစ်စေသောကြောင့်သူ၏ရပိုင်ခွင့်ကိုမစီရင်ပေးမီထို့သို့မဟုတ်လည်းသူမသည်ငါထံသို့ဆင်မပြတ်လာ၍ငါကိုပင်ပန်းစေလိမ့်မည်ဟုဆို၏ကိုတော်ကမတရားသောတရားသူကြီးမိတို့ပြောဆိုသည်ကိုကြားနာမှတ်သားကြသော်ဘုရားသခင်သည်လည်းမိမိရွေးကောက်တော်မူသော သူကလင်းညမပြတ်မိမိထံ ။အိုခေတောင်းလျှောက်နေသူတို့ဘက်မှတရားမျှတစွာမပြုဘဲနေမီတော့ကိုတော်စီသူတို့ကိုကုညီဆောင်မရန်နှောင့်နှေးတော်မူမီတော့သင်တို့အားမဆိုစီပါဘုရားသခင်သည်သူတို့အတွေ့အလင်းအမြန်ပင်တရားမျှတစွာ ပြုတော်မူလိမ့်မည်ထို့သို့လူသားကြွလာတော်မူသောအခါသူကြီးကဘာမီပေါ်၌ချုပ်ချီခြင်းကိုတွေ့ရပါမည်တော့ မိတ်တော်မူ၏။ဤသည်ကယေရှုခရစ်သူ၏မြတ်တော်ဝိဝင်ကလေးတရားတော်ဖြစ်သည်။ စွာသောညီကိုမောင်မပေါင်းတို့ဒီနေ့တာမန်ကာလ29ကြိမ်မြောက်တနုံးနေ့နေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်လူကအခန်းကြီး78အခန်းငယ်1မှ8ထိဖြစ်ပါတယ်။ယနေ့ဟာအသင်းတော်ကသတ်မှတ်ထားတဲ့သာသနာပြု တနုံးနေ့နေ့ဖြစ်ပါတယ်။သာသနာပြုတယ်ဆိုတာယေရှုဖျားရှင်ဟောကြားတော်မူတဲ့ဧဝံဂေလိသတင်းကောင်းကိုဟောပြောသက်သေခံကြဖို့ဖြစ်ပါတယ်။ယနေ့ခေတ်ဧဝံဂေလိသတင်းကောင်းနဲ့စန့်ကျင်ဘက် အမျိုးမျိုးတွေရဲ့ယံကနေကာကွယ်ပေးဖို့လိုအပ်နေပါပြီအမှားတရားကိုမေးမိပျက်စီးစေမဲ့ယံကနေကာကွယ်ပေးစရာလိုတယ်မတရားမမျှတတာတွေမဖြစ်အောင်ကာကွယ်ပေးစရာလိုတယ်စင်ရဲမွေးတည်မှုတွေမဖြစ်အောင်ကွဲခြားဆက်ဆံမှုတွေမဖြစ်အောင်ကာကွယ်ပေးစရာလိုပါတယ်အကျန်းဖက်ရက်ဆက်မှုတွေကနေကာဝယ်ပေးစရာလိုပါတဲ့ရင်းချမ်းဖို့ လှုပ်ဆောင်ပေးเสียလိုပါတယ်။ဒါတွေကို ပြုလုပ်နေခြင်းဟာသာသနာပြုနေတာပါ။အဲလိုသာသနာပြုနေရမှာ အရေးကြီးဆုံးကတော့စုတောင်းမေတ္တာပါပဲ။ဒါကြောင့်ယေရှုဖျားရှင်မိန်တော်မူတာကလှုပ်ဆောင်တော်သူတို့ကိုလေကွင်းပြင်သို့ဆေလွတ်တော်မူပါမည်အကြောင်းလေကင်းရှင်ထံတောင်းလျှောက်ကြလောတဲ့။စုတောင်းမှဝိညာဉ်တော်ရဲ့လှုံ့ဆော်မှုတွေခံစားရပြီးတော့ခွန်အားရှိရှိဝမ်းမြောက်ဝမ်းသာ သာသနာပြုနိုင်ပါလိမ့်မယ်။ဒီနေ့ဖတ်ရတဲ့ပထမကျမ်းဖွမြောက်ရကျမ်းစာမှာမိုးစေကဂျောရှွာကိုလူတွေစုယုံစီပြီးရန်သူတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးပါတယ်။ယနေ့ခေတ်ချိန်ခါမှာတော့ဖခင်အတွေ့စုယုံဖို့တော်တော်ခက်ပါတယ်။လောကဆန်းလာကြပြီးဖခင်ပျောက်နေပြီးဘာသာကွဲနောက်လိုက်သွားပြီးမိသားစုတွေကွဲကွာနေကြပြီးဖခင်ကိုလည်းစိတ်မဝင်စားကြတော့ဘူး။ ိုရေးကိုယ်တာကိစ္စနဲ့ပဲအလုရှုပ်နေပြီ။ဩကိုဝိညာဉ်ရေးအတွက်လူစုယုံဖို့မလွယ်တော့ပါလား။လက်ရှိယဟန်မကြီးလေအိုကလည်းသာသနာပြုတနုံးနေသည့်အတွက်မှားချထားတာက လူအများစုဟာ စိတ်အားငဲနေကြပြီ။မမျော်လင့်နိုင်ကြတော့ပဲ စိတ်ဓာတ်ကျနေကြပြီ။ဒါကြောင့်လူတွေအားလုံးမျော်လင့်ချက်တွေမပြောက်ဆုံးစေဖို့ အခက်အခဲဒုက္ခတွေအမျိုးမျိုးမှကယ်တင်ပေးနိုင်ဖို့သာသနာပြုလုပ်ငန်းကိုပုံမိုးလှုပ်ဆောင်ဖို့အားပေးမိန့်ကြားထားပါတယ်။ဂျောရှွာကဣဇရိုလ်လူမျိုးတွေကိုဥဆောင်ပြီးစစ်တိုက်နေတဲ့အချိန်မှာမိုးစေကအာရုံနဲ့ဟူရာတို့ကိုခေါ်ပြီးတောင်ခိတ်ကနေတိုက်ပွဲနိုင်ဖို့ဆုတောင်းပေးနေပါတယ်။မိုးစေကသူ့လက်ကိုမျှောက်ပြီးဆုတောင်းပေးနေချိန်မှာဣဇရိုလ်လူမျိုးတွေက စစ်ပွဲမှာအသာစီးရပြီးနိုင်နေပါတယ်ဒါပေမဲ့မိုးစေကစူတောင်းရတာကြာလို့လက်ညောင်းပြီးစူတောင်းတာကိုရပ်လိုက်တဲ့အခါမှာတော့ဣဇွဲလူမျိုးတွေကစစ်ပွဲမှာ ရှုံးလာကြပြန်တယ်ဒါကြောင့်မိုးစေကမရက်မစဲစူတောင်းမှဖြစ်တော့မယ်ဆိုတာသိပြီးတော့လက်မညောင်းအောင်သူ့ဘေးမှာ အာရုံနဲ့ဟူရာတို့ကိုတစ်ဖက်စီကနေ မိုးစရဲ့လက်ကို ဝိုင်းမပေးထားရပါတယ်။ဘာသာသူတို့ဒီအဖြစ်ပြက်ကို ကြည်ချင်းအားဖြင့်ဖျားသခင်ထံဆုတောင်းမှစစ်ပွဲနိုင်ပါပါ။ဂျောရှွာတို့ကဘလောက်ပဲကြိုးစားပြီးတိုက်ပွဲဝင်နေပါစေမိုးစဲဆုတောင်းပြီးမှစစ်ပွဲကနိုင်ပါပါပဲ။ဒါကြောင့်စစ်ပွဲနိုင်မနိုင်ကဆုတောင်းမိတာပေါ်မှာမူတည်နေပါတယ်။ကိုယ်တိုင်လူအစွမ်းစားနေတော့မလုံလောက်ဘူးဆိုတာသိကြတယ် ်ဤစွာလူမျိုးတွေစစ်ပွဲအောင်မြင်တာကမိုးစေဆူတောင်းပေးလို့ဆိုတာသင်ငန်းစာပေးနေပါတယ်ယနေ့သာသနာပြုလုပ်ငန်းမှာတက်တက်ကြွကြွလုပ်နေတဲ့သူတွေကိုလည်းဆူတောင်းဖို့လိုကြောင်းတတိပေးနေပါတယ်သာသနာပြုဖို့ကျမ်းစာတွေအများကြီးတက်ကြွတဲ့နိုင်ငံကြားပြန်ဖုန်ကြီးတွေကိုလည်းတတိပေးနေပါတယ်ငါတို့သာသနာပြုရမှာ အောင်မြင်စေတာက ငါတို့သင်လာတဲ့ပညာကြောင့်မဟုတ်ဘူးစုတောင်းမှအောင်မြင်နိုင်တယ်ဆိုတာသတိပေးနေပါတယ်ဖះမပါပဲသာသနာကိုဥဆောင်မနေပါနဲ့မအောင်မြင်နိုင်ပါဘူးဖះထာမစုတောင်းပဲကို့အိမ်တော်စုကိုမဥဆောင်နိုင်ပါဘူးအိမ်တော်ဦးစီးတို့ရဲ့ဖះထာမစုတောင်းပဲကို့ဘဝကိုမလျှောက်လှမ်းနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့လိုစုတောင်းနေချိန်မှာပဲဝိညာဉ်တော်ဖះက တင့်ကိုခွန်အားပေးနေတာကိုဒါကြောင့်ကျမ်းစာထဲမှာရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး20အခန်းငယ်15မှာ ဟာဝေယဖျားပိန်တော်မူတာကတိုက်ပွဲကမင်းဟာမဟုတ်ဘူးငါဟာတဲ့ဘုရားသခင်ဆိုလိုတာကတိုက်ပွဲက သင်ကိစ္စမဟုတ်ဘူးငါကိစ္စတဲ့ငါရှင်းမယ်တဲ့ဒါကြောင့်ဘုရားကိုအားကိုးပါသင်အနိုင်ရပါလိမ့်မယ်ဒါကြောင့်ယနေ့ဆာလံကျမ်းမှာလည်း ငါတို့အတွေ့ကိုငီဆောင်မခြင်းသည်ဖျားခင်ထာမလာ၏တဲ့ဘယ်လိုသာသနာပြုရမလဲဒီနေ့ဒုတိယကျမ်းရှင်ဘောလူကတိမောသည်ထရေးထားသလိုပေါ့ခြေသားတင်းကိုယ်တိုင်တင်းယူ၍ဆွဲမြဲစွာယုံကြည်ခဲ့သည့်အရာကိုစောင့်ထင်းပါလောခေါ်ပြောပါလောတဲ့တင်းယူထားတဲ့အတိုင်းကျမ်းစာအတိုင်းခေါ်ပြောတတ်သည်ခံပါဘာဖြစ်လို့လဲဆိုတော့ ျမ်းစာကဝိညာဉ်တော်ဖရာရဲ့လှုံ့ဆော်ချက်အတိုင်းရေးထားလို့ပေါ်ပြောတွင်တင်ရမှာအသုံးချပါ အမားကိုပြုပြင်ပေးဖို့ဖြောင်းမှချင်းမှလမ်းညွှန်ပေးဖို့ကျမ်းစာကိုသုံးရမယ်တဲ့ယနေ့ကျမ်းစာကိုမသုံးဘဲကို့အာပေါ်နဲ့ဟောပြောနေတဲ့သူတွေသတိထားကြပါဒါစာဥစ္စာပေကနေဖတ်ပြီးဟောပြောမဲ့အစားတကူပါတဲ့ကျမ်းစာကိုသုံးပါအဲ့ဒီတိုင်ဟောပြောပါဝိညာဉ်ရေးမှာ စာငတ်နေတဲ့ဘာသာသူတွေကိုတနာကြပါ သူတို့ကဝိညာဉ်ခွန်အားရကြင်လို့ဩဝါဒလာနားထောင်ကြတာလေအချိန်ခါသင်ပြီးဖြစ်စီမသင်စီဖြစ်စီဟောပြောပါတဲ့မရေမရမဟောပြောပါနဲ့မလျှော်သောဇွဲနဲ့ဟောပြောပါ ရှင်လွင်းစွာဟောပြောပါတဲ့လောကရည်စီကြောင်းအတိုင်းရည်လိုက်ငားလိုက်မနေပါနဲ့နောက်ပြီးဟောပြောရမှာ တိခံစိတ်ရှိစရာလိုပါတယ်။သင်ဟောပြောချက်ကตาရားနားပြောဝဲကောင်းရမယ်။သူတို့ကလက်မခံငင်းဆန်ခဲ့ရင်တောင်ကိုယ့်ဘက်ကသူတို့အတွက်ချိုးသာတဲ့စကားအာတက်စီမဲ့စကားအပြုသဘောဆောင်တဲ့စကားကိုသာပြောပါ။ဒါမှသာသနာပြုရာရောက်မှာပေါ့။နောက်ပြီးအဲ့လိုဆုတောင်းရာမှာတဦးတယောက်ထဲဆုတောင်းတာထက် အများနဲ့တစိသဘောတည်းထားပြီးဆုတောင်းတာကပူပြီးထိရောက်ပါတယ်90ဆုတောင်းတုန်းကအာရုံနဲ့ရှူရတို့ဝိုင်းကူဆုတောင်းပေးကြသလိုသူတစ်ပါးတွေကလည်းဝိုင်းကူဆုတောင်းပေးကြဖို့လှုံ့ဆော်အားပေးပါယနေ့ဖတ်ရတဲ့ဧဝံဂေလိကျမ်းရှင်လူကာအခန်းကြီး18ထဲမှာမတရားတဲ့တရားသူကြီးသူကဖျားလည်းမကြောက်ဘူးလူတွေပြောမှာကိုလည်းဂယုမဆိုင်တဲ့တရားသူကြီးကို မုတ်ဆိုးမကနေတိုင်းလာပြီးတရားမျှတဖို့လာတောင်းဆိုပါတယ်ဒီလောက်တောင်းဘယ်သူ့ကိုမှဂယုမဆိုင်ဖဲနေနိုင်တဲ့တရားသူကြီးကတောင်းနောက်ဆုံးတော့ဒီမုတ်ဆိုးမရဲ့နေတိုင်းလာလာတောင်းဆိုနေလို့သူ့အမှုကိုတရားမျှတစွာစီရင်ပေးလိုက်ရတဲ့ဘာသာသူတို့သင်တို့မတရားခံနေရတာကိုဖះစီမှာ တိုက်ကြလေ ဘာဖြစ်လို့ငြိမ်းခံနေကြတာလဲ။ဘာလဲဖះကိုမယုံလို့လား။အခုဖះကသူ့ကိုစိတ်ချဖို့မိန့်တော်မူခဲ့တယ်။မတရားတဲ့တရားသူကြီးဘယ်လိုပြောဆိုတာကိုကြားနာမှတ်သားကြလောတဲ့။ဘုရားသခင်သည်မိမိရွေးကောက်ထားသော သူတို့နေညံ့မပြတ်အော်ခေတောင်းလျှောက်ကြသည်ကိုလစ်လျူရှုထားပါမလားတဲ့။ဆိုလိုတာက မတရားတဲ့တရားသူကြီးကတောင် မုတ်ဆိုးမားကတောင်းဆိုလာကို လက်ခံပြီးအ мян စီရင်ပေးလိုက်ရသလိုငါဖះကတရားပါတယ်ကွာသင်တို့ဆူတောင်းတာမပေးဘဲနေပါမလားမစီရင်ဘဲပြစ်ထားပါမလားတဲ့နားဆင်သူအားလုံးပေါ်ဖះသခင်ကောင်းကြီးမင်္ဂလာများခံစားကြကြပါစီ ဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမေတ္တာ။ဩတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောတိသာသမိတို့ကို အမြဲမပြတ်စောင့်ရှောက်လျက်ရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှကိုယ်တော်ရှင်တနာပြုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍မိတိအရာမှ အားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောအလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနာမထားဘဲ စွန်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကြီးနာတော်ဖြင့်ခွင့်လွှတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လို့ပြီးပါပြီ။ဟောတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။